မင်္ဂလာညနေခင်းပါရှင်မလ20ရက်နေ့ညနေ4:00ညနေခင်းသတင်းတွေကိုစတင်မိတိုင်းရထွန်းနဲ့တင်ဆက်ပေးသွားတော့မှာပါဒီနေ့ညနေခင်းသတင်းတွေမှာတော့ မြန်မာထိုင်းနယ်စပ်အမှတ်နှစ်ချစ်ကြည်ရေးဒဏ္ဍာအနေထိုင်းနိုင်ငံဝါစကင်ဂျပန်တပည့်ရကရောင်းဝယ်ရေးဝင်အတွင်းမှာမိလောင်မှု ဖြစ်ပွားပြီးကားအစည်းအဝေး200ကျော်မိလောင်ဆုံးရှုံးခဲ့တဲ့တဲ့။အွန်လိုင်းနဲ့လည်းမှုနဲ့ဒုစရိုက်မှုလုပ်ငန်းတွေမှာဆက်ဆက်ပါဝင်ခဲ့ကြတဲ့တရုတ်နိုင်ငံသား380ဦးကိုထပ်မံလွှဲပြောင်းပေးရခဲ့တဲ့တဲ့။ CIA ဌာနချုပ်ဝင်ပေါင်းမှာလက်နက်ကင်ထားတဲ့အမျိုးသားတအုပ်ကချင်းချောက်မှုပြုလုပ်ခဲ့တယ်ဆိုတဲ့တဲ့နဲ့။ထပ်ပြန်လိပြန်ပွဲမှာမိမိတို့အသင်ဘိုးဆွဲဖို့ရေပန်းအစားဆုံးဖြစ်တယ်လို့ ဘာစီလိုနာတိုက်စစ်ကစားသမားရမားပြောကြားတဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးသွားပါမယ်။ဦးဆုံးတဲ့တဲ့ပုံနေနဲ့မြန်မာထိုင်းနယ်ဆက်အမှတ်နှစ်ချီချီဒရာအနေထိုင်းနိုင်ငံဝါစကင်ဂျပန်တပည့်ရကရောင်းဝယ်ရေးဝင်အတွင်မှာမီးလောင်မှုဖြစ်ပွားပြီးကားအစီးရေနေရာကျော်မီးလောင်ဆုံးရှုံးခဲ့တဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။မြန်မာထိုင်းနယ်ဆက်အမှတ်နှစ်ချီချီဒရာအနေထိုင်းနိုင်ငံဝါစကင်ဂျပန်တပည့်ရကရောင်းဝယ်ရေးဝင်အတွင်မှာ မလ၁၈ရက်ည၈နာရီခန့်ကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာကားအစီးရေနေရာကျောမီးလောင်ကျွမ်းဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။တရှ်ခရိုင်မဲဆောက်မြို့မှရဲစခန်းမှာကားပါကင်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရမဲဆောက်အကောက်ခွန်နယ်မြေအတွင်းကိုရောင်အဖြစ်အသုံးပြုတဲ့နေရာကိုစစ်ဆေးရာရင်အစီးရေ၈၀၀ကျော်ရှိပြီးတချို့ဟာမီးလောင်ကျွမ်းသွားခဲ့တယ်လို့ဆိုပါတယ်။မဲဆောက်ခရိုင်အုပ်ချုပ်ရေးအထူးတပ်ဖွဲ့ရာဂျာမန်နူစစ်သားတွေနဲ့မိသက်ရင်းတွေအပါအဝင်သက်ဆိုင်ရာအဖွဲ့တွေက၃နာရီခန့် မီးငြိမ်တက်ခဲ့ရတယ်လို့သိရပါဗျ။မီးလောင်ကျွမ်းမှုကိုထိန်းချုပ်ဖို့တောင်ဝင်းရှိသူတွေပရဟိတအဖွဲ့တွေက၃နာရီကျော်အချိန်ယူငြိမ်တက်ခဲ့ရပြီးကနဦးသတင်းနေအရာရင်းစည်းရနေရကျော်ပြည့်စည်ခဲ့တယ်လို့ထိုင်းနိုင်ငံဘက်ကသတင်းထုတ်ပြန်ထားပါဗျ။မဲဆောက်အကောက်ခွန်ကတောင်ဝင်းရှိသူတွေရဲတပ်ဖွဲ့ဝင်တွေကပျက်စီးဆုံးရှုံးမှုတွေကိုရေတွက်နေစေဖြစ်ပါတယ်။မိုကင်းရဲတပ်ဖွဲ့နဲ့သက်ဆိုင်ရာအေဂျင်စီတွေပူးပေါင်းပြီးမီးလောင်ကျွမ်းရတဲ့အကြောင်းရင်းအမှန်ကိုစုံစမ်းစစ်ဆေးမယ်လို့သိရပါတယ်။ထပ်မံပြီးတင်ဆက်ပေးမှာကတော့ အွန်လိုင်းငွေလဲမှုနဲ့ဒုစရိုက်မှုလုပ်ငန်းတွေမှာပါဝင်ပတ်သက်ခဲ့ကြတဲ့တရုတ်နိုင်ငံသား380ဦးကိုထပ်မံလွှဲပြောင်းပေးအပ်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။အွန်လိုင်းနေနေမှုနဲ့ဒုစရိုက်မှုလုပ်ငန်းတွေမှာဆက်ဆက်ပါဝင်ခဲ့ကြတဲ့တရုတ်နိုင်ငံသား380ဦးကိုထပ်မံလွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါဗျ။မြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတဆင့်တရားမဝင်ဝင်ရောက်နေထိုင်ပြီးကရင်ပြည်နယ်မြရီမြို့မဲထော်တလေးနယ်မြေက အွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေနဲ့ဒီဇယ်မှုတွေလှုပ်ဆောင်ခဲ့ကြတဲ့တရုတ်နိုင်ငံသား380ဦးကိုလူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေ့ရှုပြီးမလ19ရက်မှာမြန်မာထိုင်းအမတ်နဲ့ချစ်ကြည်ရေးတရားကနေတဆင့်သက်ဆိုင်ရာနိုင်ငံကိုဥပဒေလှုပ်ထုံးလှုပ်နှီးတွေနဲ့အညီထပ်မံပြင်းထန်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗျာ။ အဲ့လိုပဲမြောက်ရီမြို့မေထော်တလေးနယ်မြေကိုတရားမဝင်လမ်းကြောင်းတွေကနေတဆင့်ဝင်ရောက်နေကြတဲ့ပြည်ပနိုင်ငံသား256ဦးကိုမလ19ရက်မှာထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးသက်ဆိုင်ရာနိုင်ငံတွေကိုအမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးလိုအပ်တဲ့ကိုယ်ရေးအချက်အလက်တွေနဲ့မှတ်တမ်းတွေစီရင်ကောက်ယူတဲ့လုပ်ငန်းကိုဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေနဲ့ဆောင်ရွက်လျက်ရှိရလို့သိရပါဗျာ။ဇန်နဝါရီ30ရက်ကနေမလ19ရက်အထိ မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း8363ကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး၎င်းတို့အနက်က4582ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျလွှဲပြောင်းပေးခဲ့ပြီးကျန်ရှိတဲ့ပြည်ပနိုင်ငံသား2992ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားရှိတယ်လို့သိရပါဗျာ။ စီအိုင်အေဌာနချုပ်ဝင်ပေါက်မှာလက်နက်ကင်ထားတဲ့အမျိုးသားတဦးရဲ့ချင်းချောက်မှုဖြစ်ပွားခဲ့တဲ့တဲ့ရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။အမေရိကန်ပြည်တော်စု CIA ဌာနချုပ်ဝင်ပေါက်မှာမလ19ရက်မနက်ပိုင်းကလက်နက်ကင်ထားတဲ့အမျိုးသားတဦးဟာတနက်မိုးပေါ်ထောင်ပြီးပြစ်ပေါက်ချင်းချောက်ခဲ့ပြီးတဲ့နောက်ဒါဇင်နဲ့ချီတဲ့ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီး CIA ဦးဆောင်တဲ့စုံစမ်းထောင်လမ်းမှာအထူးချိန်မုံရဲ့အဖွဲ့ဆော့ကလည်းပူပေါင်းထောက်ကူဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။ CIA ကဝင်ပေါင်းမှာဖြစ်ပွားခဲ့တဲ့7မိနစ်လောက်တောင်မကြာခဲ့တဲ့ဒီချိန်ချမှု ဖြစ်စဉ်ကိုအတည်ပြုခဲ့ပေမဲ့ဖြစ်စဉ်အသေးစိတ်ကိုတော့ထုတ်ပြန်ထားခြင်းမရှိသေးတာဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ချန်ပီယံလိပြိုင်ပွဲမှာမိမိတို့အသင်းပိုးဆွဲဖို့ရေပန်းအစားဆုံးဖြစ်တယ်လို့ဘာစီလိုနာတိုက်စင်ကစားသမားရှမားပြောကြားခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးပါပါ။ဘာစီလိုနာတိုက်စင်ကစားသမားရှမားကချန်ပီယံလိပြိုင်ပွဲမှာမိမိတို့အသင်းပိုးဆွဲဖို့ရေပန်းအစားဆုံးဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာအခုရာသီမှာခြေစွမ်းပြနေပြီးတပွဲကိုပြန်မြ3ဂိုးနှုန်းအထက်သွင်းယူထားပါတယ်။ဘာစီလိုနာအသင်းဟာချန်ပီယံလိပြိုင်ပွဲမှာကွာတာဖိုင်နယ်ကိုတက်ရောက်ထားပြီးဂျာမန်ကလပ်ဒေါ်မွန်အသင်းနဲ့တွေ့ဆုံနေပါတယ်။ချန်ပီယံလိရှုံးထွက်16သင်းအဆင့်ပွဲစဉ်တွေအပြီးမှာရေဘန်အစားဆုံးလီဗာပူးအသင်းပြိုင်ပွဲကနေထွက်ခွာခဲ့ရကဘာစီလိုနာအသင်းဟာပိုဆွဲဖို့ထိတ်ဆုံးကနေရေဘန်စားနေတယ်လို့သိရပါတယ်။အခုအခါယမားကကျွန်တော်အသင်းက ချန်ပီယံလိမှာပိုးဆွဲဖို့ရည်ပန်းအစားဆုံးဖြစ်နေပါတယ်။အုပ်စုအဆင့်ပြီးတဲ့အချိန်မှာလေဘာဘုအသင်းကချန်ပီယံလိမှာပိုးဆွဲဖို့ရည်ပန်းအစားဆုံးလို့ကျွန်တော်ပြောခဲ့ပူပါတယ်။ဘာလို့လဲဆိုတော့သူတို့ကအုပ်စုအဆင့်မှာနံပါတ်1ရခဲ့လို့ပါ။အခုသူတို့ပြုတ်သွားပြီဆိုတော့ကျွန်တော်တို့ကရည်ပန်းအစားဆုံးမှာလို့ပြောကြခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာချန်ပီယံလိပြိုင်ပွဲမှာ2015ရာသီကနောက်ဆုံးအကြိမ်ပိုးဆွဲခဲ့တာဖြစ်ပါတယ်။မလ20ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုဒန်ရက်ထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ ထပ်မံပြီးတော့ည၈နာရီမှာလည်းညပိုင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှင်ပါရှင်။